င်္ဂလာပါရှင်။ April 25ရက်နေ့မှာတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းတွေကတော့ကက်ရှမီးယားမှာအိန္ဒိယနဲ့ပါကစ္စတန်စစ်သားတွေရဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်။ထိုင်းရဲတပ်ဖွဲ့ရဲ့လေယာဉ်ငယ်ပြတ်ကျပြီးအ ਨੇ စုံ9ဦးသေဆုံးတဲ့သတင်း။အင်ဒိုနီးရှားကျောင်းတွေမှာအခမဲ့ကျွေးမွေးတဲ့အစားအသောက်တွေကြောင့်ခလေး80ခန်းအစာအဆိပ်သင့်ခဲ့တဲ့အကြောင်းဒီသတင်းတွေပြောပြသွားမှာပါ။နှစ်နိုင်ငံနယ်စပ်ထိဆက်ရာကက်ရှမီးယားဒေသမှာအိန္ဒိယနဲ့ပါကစ္စတန်စစ်သားတွေ အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဟိမဝင်တာတောင်တန်းတွေနဲ့ဆက်ဆက်နေရကက်ရှမီးယားဒေသရဲ့နှစ်နိုင်ငံလုံခြုံရေးတွေထူးထူးထပ်ထပ်ချထားရတဲ့နေရာမှာပြစ်ခတ်မှုဖြစ်ခဲ့တာပါ။ဒါပေမဲ့အချိန်တိုအတွင်းအဆုံးသတ်သွားခဲ့တယ်လို့အိန္ဒိယအာဏာပိုင်တွေကပြောပါတယ်။ကက်ရှမီးယားဟာအိန္ဒိယနဲ့ပါကစ္စတန်တို့ကြားပိုင်ဆိုင်မှုအငင်းပွားနေရဒေသဖြစ်ပြီးပုံမိုကျေပြန့်တဲ့အစိပ်ပိုင်းကိုတော့အိန္ဒိယကထိန်းချုပ်ထားပါတယ်။အိန္ဒိယပိုင်ကက်ရှမီးယားဘက်ခြမ်းမှာလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ပြစ်ခတ်မှုကြောင့် ခရီးသွားဧည့်သည်26ဦးသေဆုံးခဲ့တဲ့ဖြစ်ရပြီးနှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေမြင့်တက်နေချိန်မှာအခုလိုအခြေအနေနဲ့ကြုံလာရတာပါအခုသတင်းပတ်အစောပိုင်းကတိုက်ခိုက်မှုဟာကက်ရှမီးယားသမိုင်းကြောင်းမှာအရသာပြည်သူတွေကိုပြစ်မှတ်ထားတဲ့အဆိုးရွားဆုံးလှုပ်ရက်တစ်ခုဖြစ်လာပြီးပါကစ္စတန်ကြောထောက်နောက်ခံပေးထားတဲ့ခွဲထွက်ရေးလက်နက်ကိုင်အင်အားစုတွေရဲ့လက်ချက်လို့အိန္ဒိယကယုံကြည်နေပါတယ်ပါကစ္စတန်ကတော့တဘာဝရှုခင်းတွေတာယာလှပတဲ့ပါဟယ်ဂမ်မြို့မှာ ဧပြီလ22ရက်ကဖြစ်ခဲ့တဲ့တိုက်ခိုက်မှုနဲ့ဘာပတ်သက်မှုမှမရှိဘူးလို့အတိအလဲညင်းဆိုထားပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာပြိုင်ဘက်အိန္ဒိချင်းနိုင်ငံတွေဖြစ်ပြီးအရင်ကတည်းကခါးသီးတဲ့ဆက်ဆံရေးမျိုး ရှိနေခဲ့ပါတယ်။ပါဟယ်ဂမ်မြို့ပြစ်ခတ်မှုကတော့ရှိရင်ဆွဲတင်းမာမှုတွေကိုပိုပြီးဒီဂရီမြင့်တက်သွားစေခဲ့တာပါ။အိန္ဒိယကပါဟယ်ဂမ်တိုက်ခိုက်မှုကိုအကြမ်းဖက်မှုတစ်ခုဖြစ်ကြေညာပြီးပါကစ္စတန်ရဲ့အဓိကနယ်စပ်ဂိတ်ကိုပိတ်ပစ်တာပါကစ္စတန်တန်အရာရှိတွေကိုနှင်ထုတ်တာမျိုးတွေနဲ့တုံ့ပြန်ခဲ့ပါတယ်။ အရင်ကမကြဘူးပဲကိုကိုကိုကက်ရှမီးယားခုခံရေးအင်အားစုလို့ကြေညာထားတဲ့ဖွဲ့စည်းတစ်ခုကအဲ့ဒီတိုက်ခိုက်မှုကိုကျူးလွန်ခဲ့ကြောင်းထုတ်ပြန်ပြီးပါကစ္စတန်ကအဲ့ဒီအဖွဲ့နဲ့ဘာအဆက်အဆက်မှမရှိဘူးလို့ညင်းချက်ထုတ်ထားပါတယ်။ April 24ရက်နေ့မှာတော့ပါကစ္စတန်စစ်သားတွေဟာကက်ရှမီးယားမှာရှိတဲ့အိန္ဒိယစစ်တပ်တွေဖျက်ချထားရနေရာတစ်ခုကိုလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်အရာရှိ3ဦးက ပြောပါတယ်။နမေဖော်ပြဖို့ညှင်းဆန်တဲ့အဲ့ဒီအရာရှိတွေကအိန္ဒိယစစ်သားတွေဟာလည်း လက်နက်ငယ်တွေနဲ့တုံ့ပြန်ခဲ့ကြောင်းဒီဖြစ်စဉ်မှာထိခိုက်သေးခြင်းမှုတော့မရှိခဲ့ကြောင်းအတည်ပြုပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးပါကစ္စတန်နိုင်ငံသားရေးဝန်ကြီးဌာနကတော့အတည်လဲမပြုသလိုငြင်းလဲမငြင်းခဲ့ပါဘူး။ကုလသမဂ္ဂ UN ကတော့အိန္ဒိယရောပါကစ္စတန်ပါလက်ရှိပြဿနာတွေကိုကြီးထွားမလာအောင်အစွမ်းကုန်ထိန်းသိမ်းသိမ်းသိမ်းလှုပ်ဆောင်ပေးကြဖို့တိုက်တွန်းထားပါတယ်။ဧပြီ24ရက်နေ့မှာအိန္ဒိယဝန်ကြီးချုပ်မိုဒီကဘီဟာမြို့မှာပြုလုပ်ခဲ့တဲ့ဟောပြောမှုတစ်ခုအတွင်း သူ့အနေနဲ့ပါဟယ်ဂမ်မြို့တိုက်ခိုက်မှုရဲ့တာဝန်ရှိသူတွေကိုကဘာဆုံးထိရှာဖွေချေမှုန်းသွားမယ်လို့ကြုံဝါသွားပါတယ်။အကြမ်းဖက်မှုကျူးလွန်သူတွေကိုပြစ်ဒဏ်မစီရင်ပဲခွင့်လွှတ်ပေးလိုက်စရာအကြောင်းမရှိဘူးလို့လည်းဝန်ကြီးချုပ်ကဆိုပါတယ်။လက်ရှိမှာတော့အိန္ဒိယထိန်းချုပ်ထားရကက်ရှမီးယားဒေသရဲတပ်ဖွဲ့ကမျက်မြင်တွေရဲ့ထွက်ဆိုချက်တွေကိုရယူပြီးပြစ်ခတ်မှုရဲ့အဓိကတန်တရားတရားခံတွေလို့ယူဆရသူ၃ဦးရဲ့ခဲချက်ဓာတ်ပုံတွေကိုထုတ်ပြန်ထားကြောင်းသိရပါတယ်ရှင်။ ိုင်းနိုင်ငံမှာရဲတပ်ဖွဲ့ရဲ့လေယာဉ်ငယ်တစ်စီးပင်လယ်ကမ်းခြေနားကိုပြက်ကျခဲ့ရာကအနည်းဆုံး5ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ထိုင်းရဲ့ဘန်ကောက်ဖို့စ်သတင်းဌာနကဟွာဟင်လေးစိတ်နာကကမ်းလွန်ရေပြင်ကိုပြက်ကျခဲ့တဲ့လေယာဉ်မှာ လေယာဉ်မှု3ဦးအပါအဝင်5ဦးသေပြီး2ဦးပျောက်ဆုံးနေတယ်လို့ဖော်ပြထားပါတယ်။တချို့မီဒီယာတွေမှာတော့အသေးအပြောက်ကို6ဦးလို့ရေးသားထားတာတွေ့ရတာပါ။ဒီနေ့ဧပြီ25ရက်မနက်ပိုင်းက လေရင်ဟာဖက်ချပူရီပြည်နယ်6 M ခရိုင်တဲကထိုင်းပင်လယ်ကွေ့ကမ်းလွန်မှာပြတ်ကျခဲ့တာလို့ဆိုပါရယ်လေရင်ပြတ်ကျတဲ့နေရာဟာ Baby Green ဟွာဟင်းဟိုတယ်နဲ့တိတ်မဝေးဘူးလို့လည်းသိရတာပါလေရင်ဟာလေ့ကျင့်ရေးအတွက် Ladies and တပ်ဖွဲ့ဝင်တချို့ကိုတွားရောက်ခေါ်ဆောင်ဖို့ပြန်တက်ပြီးမကြခင်မှာပဲပြတ်ကျခဲ့တာလို့ဆိုပါရယ်လေရင်ပေါ်မှာလေရင်မှု3ယောက်စက်ပြင်အရာရှိ2ယောက်နဲ့လေရင်အင်ဂျင်နီယာ1ယောက်တို့လိုက်ပါသွားခဲ့တာပါတိတ်ဆုံးသူတွေထဲမှာရဲမှုကြီးအဆင့်အရာရှိကြီးတအူးလဲပါဝင်ခဲ့ပါရယ် ထိုင်းအာဏာပိုင်တွေကလေရင်ပြက်ကြအပြီးကေဆေးလုပ်ငန်းတွေကိုအ мян ဆုံးတုံ့ပြန်ဆောင်ရွက်ခဲ့ကြောင်းပြောပါရယ်လေရင်ပြက်ကြရမှုအကြောင်းရင်းကိုတိတိကျကျမသိရသေးပဲစုံစမ်းစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်နေစေဖြစ်ပါရယ်ရှင်စာသင်ကျောင်းတွေမှာကလေးတွေကိုအစားအသောက်အခမဲ့ထောက်ပံ့ကျွေးမွေးမဲ့အင်ဒိုနီးရှားအစိုးရရဲ့အစီအစဉ်ဟာကလေးတွေအစားအသိတင်းတဲ့ပြဿနာတွေကြောင်းပုံရိပ်ထိခိုက်မှုတချို့ဖြစ်လာရပါတယ်။အင်ဒိုနီးရှားဟာနိုင်ငံရဲ့အကြောင်းနေအရွယ်ကလေးတန်း80ကို စာသင်ကျောင်းတွေမှာအခမဲ့အစားအသောက်ချွေးမွေးဖို့ရီမန်းချက်ကြီးကြီးအကောင့်ထဲပို့နေတာပါ။ဒါဟာကောင်းမွန်တဲ့ကိစ္စမျိုးဖြစ်ပေမဲ့အခုသတင်းပတ်ထဲမှာစာသင်ကျောင်းနှစ်ခုကကလေးတွေအစာအစိတ်သင်ကြတဲ့အခြေအနေကတော့စီစဉ်ထားတာတွေအတိုင်းဖြစ်မနေဘူးဆိုတာကိုညွှန်ပြခဲ့ပါတယ်။ဂျာကာတာမြို့တော်တောင်ပိုင်းစီရန်ကျောင်းမှာရှိတဲ့ကျောင်းနှစ်ကျောင်းကစုစုပေါင်းကလေးအယောက်80နီးပါးဟာကျောင်းတွေကချွေးမွေးတဲ့အစားအသောက်တွေစားမိပြီးအစာအစိတ်သင်ခဲ့ကြတာဖြစ်ပါတယ်။ တော်တော်များများဟာဆေးရုံတက်ခဲ့ရပြီးအခုတော့တက်တာပြောက်ကင်းလာပြီဖြစ်တယ်လို့ဆိုပါတယ်။တမဒါကအထူးအလေးပေးအကောင့်ထဲဖောနေတဲ့အဲ့ဒီအစီအစဉ်နဲ့ဆက်ဆက်ပြီးအစာအစိတ်သင့်မှုပြဿနာတွေအရင်ကလည်းကြုံခဲ့ဘူးပါတယ်။အဲ့ဒီဖြစ်စဉ်တွေအဓိကအကြောင်းရင်းဟာအစာအသောက်တွေပြင်ဆင်ချိန်မှာပေါ်ဆမှုတွေကြောင့်လို့အာနာပိုင်းတွေကပြောပါတယ်။ကျောင်းသူကျောင်းသားတွေစားတောက်မိတဲ့နောက်အော်အန်တာနာမကျန်းဖြစ်တာတွေခန်းစားခဲ့ရတဲ့အစားအသောက်နမူနာတွေကိုတော့ဓာတ်ခွဲခန်းတွေစီပို့ဆောင်ထားပါတယ် ရဲတွေကအဲ့ဒီအစားအသောက်တွေစီမံရမှာအစင်းအစင်ကင်တွယ်ရတဲ့မိဖို့ကြောင့်ဝန်တန်းတွေချက်ပြုတ်သူတွေထုတ်ပိုးသူတွေကိုပါစစ်ဆေးမေးမြန်းနေပါတယ်။ကဘာတလွှားမှာ ခလေးတွေကိုကျွေးမွေးနေတဲ့အကြောင်းအစားအသောက်တွေဟာကျန်းမာရေးအတွက်ပညာရေးဆိုင်ရာနဲ့ကာယဆိုင်ရာစွမ်းဆောင်ရည်မြင့်တင်ဖို့အတွက်ရည်ရွယ်စီစဉ်လေးရှိပါတယ်။အင်ဒိုနီးရှားကစီစဉ်ထားတဲ့ဒေါ်လာ28ဘီလီယံတန်အစီမံကတော့ကဘာပေါ်မှာတန်ဖိုးအကြီးဆုံးကျောင်းတွင်းအစားအသောက်အစီမံတစ်ခုလိုတော့သတ်မှတ်နိုင်ပါတယ်။ ။တမရဟာသူ့ရဲ့ရွေးကောက်ပွဲချိုကတိတွေထဲမှာနိုင်ငံရဲ့၅နှစ်အောက်ကလေးတွေတဲက၅ပုံတစ်ပုံဟာအာဟာရမပြည့်လို့ဖွံ့ဖြိုးမှုအားနည်းနေတဲ့ပြဿနာကိုကျောင်းတွင်အခမဲ့ကျွေးမွေးမှုတွေနဲ့တိုက်ဖြတ်မယ်လို့ကြွေးကြော်ထားခဲ့တာဖြစ်ပါရဲ့ရှင်။ People's Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရဲ့ရှင်။